အခြေခံဥပဒေရဲ့အနှစ်သာရဖြစ်တဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်အဖွဲ့တွေအပြန်အလှန်ထိန်းချုပ်မှုရင်းရင်လာတဲ့အတွက်ဒီမိုကရေစီအာဏာရှင် ပုံစံဥတီလာပြီလို့ပြည်ခိုင်ပြိုးပါတီဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်။အောင်သူကနေသတင်းပေးပို့ထားတာပါရှင်။နဝိုင်လာ23ရက်နေ့ကဗဟန်းမြို့နယ်တန်လွန်လမ်းမှာရှိတဲ့ပြည်တော်စုစံခန့်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးချုပ်ဌာနဝင်မှာပြုလုပ်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲမှာအခုလိုပြောဆိုခဲ့တာပါ။ အခြေခံဥပဒေညီဖွဲ့စည်းထားတဲ့နိုင်ငံကကွယ်နဲ့လူမျိုးကောက်စီတက်ဝင်လှုပ်ရှားနိုင်မှုလုံးဝမရှိပဲအဖွဲ့အစည်းအစ်များဖန်တီးစားထိုးတဲ့လုပ်ရများကိုပေါက်လာခြင်းခြေခံဥပဒေနဲ့တာရဖြစ်တဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ဖွဲ့များအပြာအထိတ်ကြောင်းနိုင်မှုရင်းရိုက်လာခြင်းဒီလိုရင်းရိုက်လာတဲ့အတွက် ီမိုကရေစီအနာရှင်ပုံစံကိုဥတည်လာပြီးတော့ The rule of law လို့ခေါ်တဲ့တရားဥပဒေစုမွေးရေးအားနည်းလာခြင်းလို့ကျင်းလူခွင့်ရေးကိုသိရှင်းတဲ့လုံးကြီးတော့နိုင်ငံသားများရဲ့ခွင့်ရေးသို့မဟုတ်နိုင်ငံတော်ရဲ့ခွင့်ရေးအကြီးအကျယ်နဲ့ဆုံးရှုံးသွားစေနိုင်တဲ့ဆောင်ရွက်ချက်များလက်ရှိအစိုးရအနေနဲ့ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ပြဿနာတွေဟာ အမျိုးသားလူမျိုးရေးကိုချိန်ချောက်လာပြီးဖြစ်တဲ့အတွက်ဒီကိစ္စနဲ့ဆက်ဆက်နေတဲ့သူတွေငွေကြေးထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတွေကိုအကြမ်းဖက်မှုတပ်ဖြတ်ရေးဥပဒေနဲ့အရေးယူသင့်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားတဲ့ကာလုံကိုခေါ်ယူပေးဖို့လိုအပ်ပြီးအမျိုးသားလူမျိုးရေးမူဝါဒနဲ့မဟာဗျူဟာချမှတ်ဆောင်ရွက်ဖို့ကိုလည်းပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာပြည့်စုံမှုမရှိတဲ့အတွက် နီလန်းတကြပြင်ဆင်သွားဖို့ကိုလည်းလှုံ့ဆော်သွားမယ်လို့ပြည်တော်စုစံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌကပြောပါတယ်။အခုပြင်ဆင်ရေးကတို့အစဉ်တစိုက်ဟလာဟိုရည်တည်ထားတဲ့ဥစ္စာတော့ဖွဲ့စည်းဖွဲ့စည်းပုံတွေမပြည့်စုံသေးဘူးလို့လက်ခံတယ်။အဲ့ဒီအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေကိုပြင်ဆင်ရေးနီလန်းတကြပြင်ပြင်ရမယ်။ကိုရောကိုတိုင်းလည်းပဲဟလာပြင်ဖို့အပိုင်းကိုအချိန်ကျလို့ရှိရင်ဒါပြင်ဖို့ကြိုးစားသွားမှာပဲ။ဟုတ်ကဲ့။ပြီးခဲ့တဲ့လွှတ်တော်ကာလတုန်းကလည်းဒီခိုင်ဖြိုးကနေပြီးတော့ပြင်ဖို့ကြိုးစားခဲ့တာဒီပြင်ဖို့ အဆိုပြုခဲ့တာတွေရှိပါတယ်အဲတော့ပြင်ဆင်ရေးလမ်းကြောင်းကိုလက်ခံတယ်ဒါပေမဲ့ဗျံပရာပြင်လို့မရဘူးဥပဒေပြင်ပကနေပြင်ဖို့ဟုတ်ဘာဖြစ်လို့ဆိုတော့အချိန်နဲ့ချိန်ခါတွေဟာအများရန်ပြောင်းလဲနေတာဖြစ်တယ်ကိုတော့ကချခဲ့တဲ့ဥပဒေတွေဟာဒီနေ့ကြိုက်ချင်မှကြိုက်တော့ဒီအတွက်တစ်ချိန်မှပြင်ရမယ်ဆိုတာမူအားဖြင့်လက်ခံပြောင်းလို့ကြံခိုင်းနေဖွံ့ဖြိုးရေးပါတီဟာဂျားပြရွေးကောက်ပွဲအတွက်လက်လက်စကူးနေရမှာစကူးနေရစလုံးဝင်ရောက်ရှင်ပြိုင်တော့မှာဖြစ်ပြီးအောင်မြင်မှုရအောင်ဆောင်ရွက်ထားတဲ့အပြင် 2020ရွေးကောက်ပွဲအတွက်လည်းဒီကြားပြရွေးကောက်ပွဲထက်ပိုမိုအောင်မြင်မှုရရှိအောင်လှုပ်ဆောင်နေတယ်လို့ပြောပါတယ်ကျွန်တော်အောင်ပါခင်ဗျာ